စာပေရှိသူများအားလုံးပဲမင်္ဂလာပါအောင်မြင်ကြီးပွားရေးစာအုပ်တော်ဖြစ်တဲ့ငါဘဝငါတာသခင်ငါတာဘရင်ဆိုတဲ့စာအုပ်လေးမှာပါတဲ့မှတ်သားဖွယ်ရာအောင်မြင်ကြီးပွားရေးစာစုလေးများကိုထပ်ပြီးမျှဝေပေးပါမယ်စေဇက်တေရှာအောင်ချောင်းဖြာပထမဥစွာအကောင်းဆုံးဖြစ်အောင်လုပ်ပါထို့နောက်တန်ကြီးတတ်မှတ်ပါတကဘာလုံးဝေကြပါလိမ့်မယ်ဒီစကားကို Leslie Anshaw ပြောခဲ့တာပါအင်္ဂလိပ်ကဗျာစာဆို Shelley ပြောမှုတဲ့ပုံမြင်တဲ့ဘောမှာ ဘဘုဆရာပရိုတိမတ်ဟာမီနာဘာနတ်သမီးရဲ့ရုပ်ထုကိုထုလုပ်ရာအလွန်တူတဲ့အတွက်ကြောင့်လက်ရအမြောက်ဆုံးတာဖြစ်မယ်ဆိုရင်ခေါင်းငယ်ပေါ်မှာလိုရှင်တဲ့အရာကိုတောင်းပါယူဆောင်ပေးပါမယ်လို့နတ်သမီးကပြောပါတယ်ထို့အခါပရိုတိမတ်ကသူ့ကိုခေါင်းငယ်ပုံတို့သာပေါ့ပါ သူလိုချင်တာကိုကိုယ်တိုင်ရွေးပါရစေလို့မေတ္တာရက်ခံပါတယ်ဒါဖြင့်နတ်သမီးကပရိုတိမတ်ကိုခေါင်းငယ်ပုံတို့ခေါ်ဆောင်သွားပါတယ်ခေါင်းငယ်ပုံတို့ရောက်တော့အခါပရိုတိမတ်ဟာ အရာရာတိုင်းတွင်မင်းလျံဖြင့်ဖန်ဆင်းထားတာကို တွေ့မြင်ရပါတယ်။ဟိုတိမက်ကသူထုလုပ်ထားတဲ့နတ်သမီးယုတ်ထုကိုမင်းလျံဖြင့်အမောမှန်ခြေတလိုသောကြောင့်လူပြေသောမင်းလျံကို ယူဆောင်ပေးရန်နတ်သမီးကို တောင်းပန်ပါတယ်။ဒီပုံမြင်လေးရဲ့ဆိုလိုရင်းမှာမိတ်ဆွေဟာလူဘဝမှာဘာလို့ပဲလှုပ်လို့မင်းလျံကဲ့သို့ပြင်းပြတဲ့စိတ်စေတနာရည်ရွယ်ချက်ဖြင့်ပြုလုပ်ပါလို့တိတ်တွန်းလိုခြင်းဖြစ်ပါတယ်။မိမိရဲ့အလုပ်သေးကိုစိတ်ရောကိုယ်ရောမြှောက်နှံလိုက်ပါ။ မိမိဟာမိမိရဲ့ဘဝရုပ်ထုကိုထုလုံနေတယ်လို့မှတ်ယူပါမိတ်ဆွေဟာအကျန်းထေစကြင်ကြောက်တုံးကိုမိမိလိုချင်တဲ့ပုံ ထုလုံနေခြင်းဖြစ်ပါတယ်အဲ့ဒီကြောက်တုံးကိုနေတိုင်းနိုင်တိုင်းခဏတိုင်းစစ်ဖြာထုလုံနေတယ်မိတ်ဆွေဟာအဲ့ဒီကြောက်တုံးကိုနမုန်းနာ ပုံစံစံပြပုံစံမရှိပဲလေထုလုံနိုင်တယ်မြင်ရသူယုံမောအောင်ကြောက်လန့်အောင်ကြောက်စရာပုံစံမျိုးကိုလေထုလုံနိုင်တယ်သို့မဟုတ်မြင်သူတိုင်းရှုမဝအောင်အလှဆုံးပုံမျိုးကိုလေထုလုံနိုင်တယ် တခုခုတော့ထုလို့ရပါမယ်မထုပဲဒီတိုင်းပြထား၍လုံးဝမရပါဘူးမိတ်ဆွေရဲ့လက်ရဟာမိတ်ဆွေရဲ့ဘဝတစ်ခုလုံးကိုထင်ဟပ်ပါလိမ့်မယ်မိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့အတွေ့အခေါ်မိတ်ဆွေရဲ့စေရနာရည်စူးရှက်တော့ဟာထိုလက်ရပေါ်မှာပေါ်လွင်နေပါလိမ့်မယ်ဓာတိပင်လျင်ပေဖြဲ့၍မရနိုင်တဲ့မိတ်ဆွေရဲ့ကိုယ်ရည်ရာဇဝင်ပဲဖြစ်ပါတယ်လူတရားရဲ့တသက်တာအလောက်ဟာစံဝင်သည့်လက်ရဖြစ်တင်ပါတယ်ဖြစ်နိုင်တယ် လူတိုင်းဟာမိမိအတက်နိုင်ဆုံးအကျိုးပြုရန်ဤလောကသို့ရောက်လာကြ၏ထို့ကြောင့်မိမိအလုပ်ကိုပဲလုပ်လို့စိစက်တေရှာမှုဖြင့်အကောင်းဆုံးဖြစ်အောင်လုပ်ရန်သာလူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။အိုးဒါတော့ဆိုတော်ရောပေါ့ဒီထက်ပိုကောင်းအောင်လုပ်တော့ကိုဘာထူးမှလဲဒီစကားများကိုလူတော်တော်များများမကြာခဏပြောလို့ရှိကြပါတယ်။တကယ်တော့အဲ့ဒီစကားမျိုးကိုပြောတဲ့သူဟာအလုပ်တစ်ခုကိုပစ္စလက်ခတ်လုပ်တဲ့သူဖြစ်ကြတဲ့ဆန်ပြီးဆိုလေလုပ်တဲ့သူဖြစ်ပါတယ်။အဲ့ဒီလိုလူစားမျိုးဟာဘရောမှထိတ်ဆုံးတော့မရောက်နိုင်ပါဘူး။ အသေးအဖွဲအလုပ်ကလေးတွေမှာအချိန်ကုန်ခံနေတာကိုအလကားအချိန်ဖြုံးနေတာလို့လူအများကယူဆကြပါတယ်။အမှန်ကအချိန်ဖြုံးနေခြင်းမဟုတ်ပါဘူး။အသေးအဖွဲကလေးများကိုအသေးစိတ်စစ်စစ်ဆက်ဆက်လုပ်တဲ့ခြင်းဟာအောင်မြင်ကြီးပွားသူတို့ရဲ့ထူးခြားတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။အလုပ်ကြီးအကန့်ကြီးကိုလုပ်ကင်တဲ့လူတွေမှလည်းအားနည်းချက်ကြီးတွေရှိတတ်ပါတယ်။တနေရာရာမှာတခုခုရှုံရင်းနေတတ်ပါတယ်တို့တို့သူတို့ရဲ့လုပ်ငန်းမှာဘရောမှမရှုံရင်းတဲ့အခြေအရှင်တခုကတော့ဘီယူစိတ်ရှင် စစ်ဆက်တရားရှင်နဲ့တိကျမှန်ကန်ရှင်တို့ဖြစ်ပါတယ်။အလွန်တော်တော်လေးအလုတ်ကိုကယူမဆိုင်စစ်ဆက်တရားအောင်မလုပ်တဲ့သူဟာအသက်လုံးထိုအကျင့်ဆွေးနေပါလိမ့်မယ်။မိမိရဲ့တသက်တာအလုတ်ဟာမိမိရဲ့ကိုစုံကိုစရှိသလောက်အမြဲတမ်းအကောင်းဆုံးဖြစ်ရမယ်။ရခိုင်နှုံးပြနေပါကောင်းရမယ်။အချိန်မရလို့ဒီလိုဖြစ်ရတာပါလို့လူတိုင်းလိုလိုဆင်ရှင်ပေးတတ်ကြပါတယ်။အလကားဆင်ရှင်ဖြစ်ပါတယ်။မဟုတ်တာကိုလှုပ်ဖို့ကြတော့အချိန်တွေဘယ်ကရလာကြသည်မသိဘူး။ ကောင်းတာလုပ်ဖို့ကြတော့အချိန်မရှိလို့ပါဆိုတဲ့စင်ကြေဖြင့်အလုပ်တစ်ခုကိုဂရုမစိုက်မစစ်မစက်မသိမရှာဖြစ်ကြတဲ့ဆန်ပြီးဆိုလေလုပ်တဲ့သူဟာမပင်မပန်းမလွလွေးနဲ့ပြီးပါတယ်တွတ်တူအဲ့ဒီလိုတက်တာခေါ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာသူဒဏ်ခတ်ခံရပါလိမ့်မယ်ကိုလက်ရထက်ตาတဲ့အခြားသူရဲ့လက်ရကိုမြင်ရတဲ့အခါမိမိရဲ့အမှားအတွက်နောင်တရပါလိမ့်မယ်အချက်ရပါလိမ့်မယ်အလေးနဲ့ထားသူဖြစ်ရင်အလုသမားတရားအကြောင်းကိုအလုချင်းကဒီလိုပြောပါတယ် သူကအလုပ်တော့အများကြီးလုပ်ပါရဲ့ဒါပေမဲ့အလုပ်မဖြစ်ပေဖြည့်စည်းပြတာကများတယ်အရေအတွက်များသလောက်အကောင်းဖြစ်တာကနေတယ်အလုပ်တစ်ခုကိုမြန်မြန်ပြီးအောင်ဆိုကပြီးစလေဖြစ်ကြတဲ့ဆန်လှုပ်ချင်းဟာစွန်းဆောင်ရင်နဲ့အောင်မြင်မှုအတွက်အလွန်ထိခိုက်နေနာပါတယ်မသေးမသက်မစစ်မဆက်လှုပ်တဲ့သူ PC အောင်မလုပ်ပေတဝက်တစ်ပြက်သာလှုပ်တဲ့သူတို့ဟာ လူပြင်းများဖြစ်ကြပါတယ်သူတို့မှာတိုးတက်ကြီးပွားလို့စိတ်မရှိကြထိုးထွင်းဉာဏ်မရှိကြလက်ကျိုးတင်းမခံပေအရှောင်ရယူရှင်ကြတယ်ရင်းတို့တို့လူစားမျိုးဟာဘယ်နေရာမှာမဆိုအလွန်အန္တရာယ်ရှိပါတယ်အလုပ်တစ်ခုကိုတဝက်တစ်ပြက်သာလုပ်ချင်းဟာလုံးဝမလုပ်ပေးထားသည့်ထက်ပို၍ဆိုးပါတယ်ဒီအကျင့်ဟာပတ်ဝန်းကျင်ရှိအရှားလူတွေအားလုံးကိုလေအကျင့်ပြည့်စင်နိုင်ပါတယ်သူကတစ်ခုကိုတော့ကောင်းကောင်းကျွမ်းကျင်ပါတယ် ထို့စကားမှာအလွန်မြန်ဆန်တိုးတက်သွားတဲ့မိကလေးတယောက်အကြောင်းကိုသူ့အထက်လူကြီးကပြောပြတဲ့စကားဖြစ်ပါတယ်။မှန်ပါတယ်သူဟာအလွန်မြန်ဆန်စွာတိုးတက်သွားပါတယ်။တခုကိုကောင်းကောင်းကျွမ်းကျင်သောကြောင့်ဖြစ်ပါတယ်။ထို့တခုကိုသူကောင်းကောင်းစူးစိတ်ပါတယ်။သူများထက်တောင်းအောင်လုပ်ပါတယ်။ထို့ကြောင့်သူတိုးတက်သွားပါတယ်။သူ့လိုလုပ်ရင်လူတိုင်းတိုးတက်မယ်။အင်္ဂလိပ်ပြဿနာမင်းသားကြီးဝီလျံရှာမက်ခရီဒီဟာလန်ဒန်မြို့မှာမကပြမီအင်္ဂလန် အိုင်ယာလန်နဲ့စကော့တလန်ပြည်နယ်များမှတိုးမြို့ကလေးများမှပထမဦးစွာကပ်ပြခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုစာရေးဆရာကြီးဝီလျံမက်သီယိုးကအပါအတိုင်းပြန်လည်ပြောပြခဲ့ပါတယ်။သူမှစီကံတစ်ခုရှိပါတယ်။ပရိသတ်တစ်ထောင်ပဲရှိရှိ၂ရက်၃ရက်တွေပဲရှိရှိ သူ့လုပ်ကိုသူအကောင်းဆုံးလုပ်တတ်တဲ့စီကံပဲ။သူကဘယ်လိုပြောသလဲဆိုတော့ဝိကျေပရိသတ်မရှိသလောက်ဖြစ်နေရင်တောင်မှ ကျွန်တော်ကကျွန်တော်လုပ်ကို လုံးဝမချိုးဘူး။အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ခြေနေကိုတင်ခမ်းစာယူတယ်။ ဒီစီကံကြောင့်အများကြီးအကျိုးရှိခဲ့တယ်။အဲ့ဒါကိုကျွန်တော်ကိုယ့်ကိုယ်ကိုဖြည်းဖြည်းချင်းလို့နာမည်ပေးထားတယ်တဲ့။စာရေးဆရာကြီး Shadow Skin ကတော့ပရိသတ်ဟောပြောရမယ့်စာရပုတ်ကိုတနည်းလျင်တစ်ကြိမ်ကြစီ6လအထိရွက်ဆိုလက်ကျင့်လက်ရှိတယ်လို့ဆိုပါတယ်။တကယ်တော့ဘယ်အလုပ်ကိုမဆိုစေတနာနဲ့စိတ်ပါလက်ပါလုပ်ရင်အဲ့ဒီအလုပ်ဟာကောင်းမွန်ပါတယ်။စေတနာလေးမပါစ조사အားထုတ်မှုလည်းမရှိရင်အဲ့ဒီအလုပ်ဟာမကောင်းမွန်နိုင်ပါဘူး။ ဇေဇက်သေးရှာတွေတိကျမှန်ကန်တွေပြီးဆုံးသည့်ဒီစေတနာပါပါနဲ့စိတ်ပါလက်ပါလုပ်တယ်ဆိုတဲ့အရေးရှင်းဟာစီဝါရေးလုပ်ငန်းစတင်ဝင်ရောက်တဲ့လူငယ်တယောက်အတွက်အကောင်းဆုံးအရင်းအနှီးမေးဖြစ်ပါတယ်ထိုလူငယ်များဟာဗန်လုပ်ငန်းနဲ့စတို့အယောင်အဝေးလုပ်ငန်းများမှာအလွန်တန်ဖိုးရှိပါလိမ့်မယ်ထောင်လိုင်းရေးဌာနများမှာလူတွေအလွန်အလုတ်ရခဲပါတယ်အလုတ်ရပြန်ရင်လေအလုတ်မမြေးကြပါဘူးအเจ้าမှာအလုတ်တစ်ခုကိုအကျွမ်းကျင်ဆုံးဖြစ်အောင်မစ조사ကြတော့ကြောင်းဖြစ်ပါတယ် လူတယောက်ကကျွန်ုပ်လိုင်းမှာပြင်ဘက်ကိုကာကွယ်နိုင်အောင်လို့လုပ်ရမှာလေလို့မေးဖူးပါတယ်အဖြေကခမရကိုခမရခမရလိုင်းမှာအကောင်းဆုံးဖြစ်အောင်လုပ်ဖို့လို့ဆိုပါတယ်ငါလက်ထဲကထွက်သမျှဘာမဆိုအကောင်းဆုံးဖြစ်ရမေးဟူ၍ခံယူကအလုတ်တစ်ခုကိုပြီးဆုံးအောင်လုပ်တဲ့သူဟာအနိုင်ဆုံးအလုတ်ကိုလုပ်သူပင်ဖြစ်ပါစေတကယ်အမှုပညာရှင်တယောက်ဖြစ်ပါတယ်သူမှမုံပိုင်ခွင့်မဲ့ပုံနေစရာမလိုသူ့အလုတ်အတွက်မိသည့်အကာအကွယ်မျှမလိုအကောင်းဆုံးဆိုတဲ့အမှတ်တရစိတ်ကို ူတကောလုံးမှာအထင်ရှားခန့်နှိပ်ထားပြီးဖြစ်ပါတယ်။မိတ်ဆွေဟာမိမိရဲ့လုပ်ငန်းကိုစိတ်ဝင်စားပြီးစေတနာအပြည့်နဲ့တက်နိုင်ဆုံးစ조사လုပ်ကြရင်ဒိုးနေကြီးထဲမှာနေတိတန်အောင်တကဘာလုံးကတကားလာခောက်ကြပါလိမ့်မယ်။လူများစုကြီးဟာမိမိတို့ရဲ့အလုပ်မှာစိတ်မဝင်စားကြစိတ်မပါကြထက်တလေးလေးလုံနေရ၍ငင်းငွေ့ငင်းငွေ့လာကြပါတယ်အမှန်ပါသူတို့ဟာထိုလူကိုဂဂနနမတိသောကြောင့်ဖြစ်ပါတယ်အစာဆုံးထိထိနှိမ့်နဲ့မလစ်လာသောကြောင့်ဖြစ်ပါတယ် ူတို့ဟာနှင်းစီပင်ရဲ့ဆူးကိုစမ်းမင်းယုံလောက်သာလစ်လာကြပြီးနှင်းစီပန်းကိုခုဖြစ်သည့်အထိရှစ်တို့မတိုးကြမိမိရဲ့အလုတ်ကို Twitter မျက်နှာသူမိမိရဲ့အလုတ်ကိုရှစ်တို့သူဟာစင်ကြင်မုံမြတ်တဲ့အလုတ်ရဲ့အလှနဲ့ရတ္တကိုမလွတ်မသွေခံစားရပါတယ်အလုတ်ကိုပြီးဆိုလေလို့ရှင်စသာစပြီးပြီးအောင်မလုတ်ချင်းဟာအစင်မြင့်ဆုံးအကောင်းဆုံးကိုအမြဲတမ်းတောင်းတနေကြတဲ့ဒီလောကအတွက်အန္တရာယ်အချီဆုံးရန်သူကြီးဖြစ်ပါတယ်ဤအကျင့်ဟာဆုံးရှုံးမှုကိုမွေးဖွားဤထိုအကျင့်ဤသားကောင်ဟာ ကိုကိုကိုလေးမယုံကြည်အလုတ်ကိုလေးမခင်မင်းလူချင်းတာကိုလည်းဘရောမှမရနိုင်သောလူစားမျိုးဖြစ်ထို့ကြောင့်ဘဝလုပ်ငန်းခွင်တို့စတင်ဝင်ရောက်တဲ့လူငယ်တယောက်အားဆောင်မုတ်တစ်ခုလက်ဆောင်ပေးလိုက်ပါမယ်။ပြီးဆုံးသည့်အထိအကောင်းဆုံးဖြစ်ရမယ်။ဤဆောင်မုတ်ဟာလူငယ်အားလုံးအတွက်လက်ဆွေးဆောင်မုတ်ဖြစ်သင့်ပါတယ်။ဒါကြောင့်လဲဆိုရင် လူငယ်ဘဝမှာစ၍အဲ့ဒီဆောင်မုတ်အတိုင်းကျင့်သုံးသွားရင်အနာဂတ်မှာအောင်မြင်မှုနဲ့ဆုံးရှုံးမှုရဲ့ကြီးစွာသောဌာနချက်ကို ကောင်းကောင်းကြီးသဘောပေါက်မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပုဂ္ဂိုလ်ချုပ်တဦးရဲ့အလွန်ပညာသားပါတဲ့စကားတစ်ခွန်းမှာခမရဘလို့စားလို့တလေဆိုတာအရေးကြီးတယ်သိပြီးအရေးကြီးတယ်ဒါပေမဲ့နောက်ပိုက်ဆုံးမှာဘလို့အပြီးတက်တလေဆိုတာကအရေးအကြီးဆုံးပဲလို့ဆိုပါတယ်ထို့ပြင်ယောမစကမွန်တခုကလည်းပြီးမြောက်ချင်းကသာအလုတ်ကိုသူတို့ဘူးဆုံးပေး၏ဟုဆိုထားပါတယ်အခန်းစစ်ကိုနေရာတကမှာပညာရှာစာအုပ်များမှရတဲ့ပညာဘဟုတုတ္တကို ဘဝမှာရတဲ့ပညာဘဟုသုတဖြင့်ဖြစ်စေရ၏ဒီစကားကအမေရိကန်ဆိုင်ယင့်ဆရာအေဒီတာဟေမလီတန်ရိုင်မာဘီပြောခဲ့တာပါကျုပ်ဟာတီထွင်သူမဟုတ်ပါဘူးကျုပ်ကိုယ်ပိုင်တီထွင်တာဆိုလို့ဓာတ်ပုံပညာတစ်ခုပဲရှိပါတယ်လို့သိပ္ပံပညာရှင်ကြီးသောမတ်အေဒီဆင်ကပြောဝါတယ်ထမှန်ချင်းပြရန်မေတ္တာရက်ခံတဲ့အခါသူကသူ့ကိုယ်သူနှိမ့်ချပြီးအမှန်ကတော့ကျုပ်ကရေမြုပ်နဲ့တူတယ်ပညာသာရမည်ဆိုရင်အတွေ့အကြုံဘုသူတ္တတွေကိုနေရာတိုင်းကစုပ်ယူတယ်လို့ပြန်ပြောပါတယ် ပိုင်ပါလေတို့တက်ကြီးပွားမှုရဲ့ရှိုးဝဲချက်ဟာဂျာနိုင်သမျှနေရာတိုင်းမှဝေးခိုဘုသူဒများကိုရေမြုပ်ကေးသို့စုပ်ယူတက်ချင်းပင် ဖြစ်ပါတယ်။ကမ္ဘာသမိုင်းမှာအီမာဆင်ရက်စကင်ဘီရှာရူစပီတော်ရူဖီလီဘရက်စတဲ့ပုဂ္ဂိုလ်ကျော်တို့ဟာပညာဘုသူဒကိုနေရာတိုင်းမှအမြဲတမ်းရယူခဲ့ကြပါတယ်။သူတို့ဟာလူသားရဲ့အကန့်အသတ်မေ့ကြီးပွားတိုးတက်နိုင်တဲ့စွန့်ရည်ကိုအကျွေးမရှိယုံကြည်ကြပါတယ်။လောကသဘောအားနဲ့လူသဘောအားတို့ဟာ လူသားတို့ရဲ့ကြီးမြတ်တဲ့ဆရာများဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ထို့ကြောင့်လူသားများနဲ့အရာဝတ္ထုများထံမှစွန်းအားနဲ့ကြွယ်ဝချမ်းသာမှုတို့ကိုထုတ်ယူပြီးတဲ့နောက်ထုတ်ယူပြီးနောက်လူလောကတစ်ခုလုံးအားပြန်လည်ဝင့်ငှရန်ဟူသောရည်ရွယ်ချက်ဟာသူတို့ရဲ့ဘဝပေးတာဝန်ဖြစ်ပါတယ်။ကိုကိုကိုတိုးတက်ကြီးပွားလိုတဲ့လူအများစုကြီးရဲ့အဓိကပြဿနာမှာအာလုံးသောပညာဘ ഹു တုဒ္ဒတို့သည်စာအုပ်များရဲ့အဖုံးနှစ်ဖက်ကြား၌သာ စာအုပ်များရဲ့အဖုံနှစ်ဖက်ကြားလိုက်တာတရှိတယ်လို့ယုံကြည်နေကြခြင်းဖြစ်ပါတယ်။တိုးတိုးလေးလောကမှာတကယ်ကြီးကျယ်တဲ့ပညာရှင်များနဲ့ဒုက္ခမီများကတော့သူတို့စီးပူးထားတဲ့ပညာဘုဟုတ္တအတွက်လူလောကလူတဘာဝကိုကျေးဇူးတင်နေကြပါတယ်။ရုပ်စင်းတဲ့ဘဝအစာအုပ်ကိုပြုစုတဲ့ရှားဝက္ကနာကနယူးယောက်မြို့ပြင်အစည်းအဝေးတစ်ခုမှာကျုပ်ကခမရတို့ကိုကြည့်တဲ့အခါခမရတို့ရဲ့မျက်နှာတိုင်းကို စာအုပ်တအုပ်ရဲ့စာမျက်နှာတစ်မျက်နှာလိုမြင်တယ်။အရှုံမျက်နှာတွေကိုကြတော့စာအုပ်တအုပ်လုံးလိုမြင်တယ်။ဒါကြောင့်ကျောက်ဟာလောကမှာစာအုပ်သေးကစာမျက်နှာထက်လူတွေရဲ့မျက်နှာတွေကိုသာပိုပြီးဖက်ရှုတယ်လို့ပြောခဲ့မှုပါတယ်။မှန်ပါတယ်။လောကမှာအကြီးဆုံးတက္ကသိုလ်ဟာအလွန်တရာလူစီကားတဲ့လမ်းမကြီးဖြစ်ပါတယ်။အကြီးဆုံးသောစာအုပ်ဟာလူလောကကြီးဖြစ်ပါတယ်။တို့ဆိုရင်မိတ်ဆွေဟာရှာဝက်ကနာကဲတော့လောကမှာအကြီးဆုံးတက္ကသိုလ်ကိုတက်ဖူးပါသလား။ အကြီးဆုံးစာအုပ်ကြီးကိုဖတ်ဖူးပါသလားလမ်းပေါ်မှာတွေ့ရတဲ့လူများရဲ့မျက်နှာများကိုဖတ်ရှုပြီးထိုလူများရဲ့ဇေယျဝါဒနာနဲ့စိတ်နေစိတ်ထားတို့ကိုလစ်လာဖူးပါသလားကျွန်တော်တို့ဟာနေ့စဉ်နဲ့တိုင်လူအမျိုးမျိုးနဲ့တွေ့ဆုံနေကြရပါတယ်ထိုလူများရဲ့ရုပ်သွင်းခြားနာမှုစိတ်တော်ရာကွေပြားမှုတို့ကိုတည်ထားပြီးလည်လာခြင်းဖြင့်တန်ဖိုးမဖြစ်နိုင်တဲ့ပညာကိုရရှိနိုင်ပါတယ်။လူတဘာဝကိုကောင်းစွာ သိရှိနိုင်ပါတယ်။ဒီနည်းအားဖြင့်မိမိရဲ့စူးစမ်းလည်လာမှုစွန့်အား ရှုမြင်ခံယူဆုံးစွန့်အားနဲ့ဆင်ရှင်ဆုံးဖြတ်မှုစွန့်အားများတိုးပွားလာနိုင်ပါတယ်။ကောင်းဆောင်ကောင်းတို့ရဲ့အဓိကအရေးရှင်းဟာဒုတိယကိုတစ်ချက်စောင့်ကြည့်လိုက်တဲ့နဲ့ထိုလူရဲ့စိတ်နဲ့စိတ်ထားကိုခံမှန်းသိရှိနိုင်ခြင်းဖြစ်ပါတယ်။ယင်းတို့သိရှိနိုင်ရင် မိတ်ဆွေဟာမင်းသည့်အလုပ်ကိုပဲလုပ်လို့ထူးထူးခြားခြားကြီးပွားအောင်မြင်မီမှာ သိရှာပါတယ်။ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးမာရှယ်ဖီဟာအမုံထမ်းများရဲ့အာနေရှန်နဲ့အာတာရှန်များကိုအကဲခဲလစ်လာပြီး နောက်မှတင်းလျော်တဲ့အလုပ်တာဝန်များကိုပေးအပ်ပါတယ်။ဤသို့ဖြင့်သူလုပ်ငန်းကိုစီမံခန့်ခွဲရမှာအလွန်အကျိုးရှိခဲ့ပါတယ်။ကျုပ်ကလူတယောက်ကိုကျုပ်ဘဏ်ရဲ့ဒုတိယဥက္ကဋ္ဌခန့်ရှင်ရင်သူကိုညစာစာဖိတ်ခေါ်ပြီးစကားတွေပြုတ်ခိုင်းတယ်။ကျုပ်က "तू မေးတာလောက်ကိုပဲတိုးတိုးနဲ့လိုရင်းပြန်ဖြေတယ်။အများအားဖြင့် तू ပြောတဲ့စကားကိုပဲညင်ပြီးနားထောင်နေတယ်။ဒီလိုနဲ့သူ့အရေးရှင်းကိုသူ့အမုံရသူ့စကားတွေကတဆင့်သိအောင်လုပ်တာပါပဲ"လို့ဘဏ်လုပ်ငန်းရှင်ကြီး ဖရက်ဘန်နာလစ်ကပြောပြပါတယ်ဒီနည်းကိုအခြားစီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်းမကြာခဏကျင့်သုံးကြပါတယ်စီးပွားရေးလုပ်ငန်းမှာသာမဟုတ်အခြားမည်သည့်လုပ်ငန်းနိုင်မဆိုကျင့်သုံးနိုင်ပါတယ်လူကြီးခက်ရှင်ဖြင့်တခြားသူများအကြောင်းကိုသိနိုင်သလိုမိမိအတွက်ဆင်ရှင်ဆုံးဖြတ်ဉဏ်ထမြက်ခြင်းမိမိရဲ့ရှုံရင်းချက်များနဲ့အားနည်းချက်များကိုပြုပြင်နိုင်ခြင်းသည်ဟုသောအကျိုးကျေးဇူးများကိုလည်းရရှိနိုင်ပါတယ်ကျွန်တော်တို့တွေ့ရသမျှလူတိုင်းဟာ ကျွန်တော်တို့အတွက်သင်္ကန်းစာတစ်ခုစီဖြစ်ပါတယ်အဆိုးဆုံးလူတည်ပင်လျင်တံပိုးအရှိဆုံးသင်္ကန်းစာဖြစ်နိုင်ပါတယ်ဥပမာမိတ်ဆွေဟာအတောက်အစားကိုတင့်တင့်မြတ်တယုံသာစားတောက်တက်သူဆိုပါစို့သို့ဆိုလျင်အတောက်အစားကိုအလွန်အကျူးမမိုးသူတူအားတွေ့ရတဲ့အခါထို့သူဟာမိတ်ဆွေအတွက်တံပိုးရှိတဲ့သင်္ကန်းစာပဲဖြစ်ပါတယ်မိတ်ဆွေအနေဖြင့်ဘလောက်ပင်ယောသားယောသားမယောသားသူမမှန်ကန်သူနဲ့တွေ့ရတဲ့အခါထို့သူဟာမိတ်ဆွေအတွက် ိုးတန်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်အမြင်ကျတဲ့ပုံကောကအမြင်ကျင်းတဲ့ပုံကောအတွက်သင်ခန်းစာဖြစ်ပါတယ်ပြင်းတော့သူရှက်တဲ့တော့သူစိတ်တဲ့ကြတော့သူအတ္တကြီးတော့သူကြွားတဲ့တော့သူထိုးသူအားလုံးတို့ဟာလေမိတ်ဆွေအတွက်သင်ခန်းစာတွေရှင်းဖြစ်ပါတယ်မိတ်ဆွေဟာလူပေါင်းထောင်ပေါင်းရှိပြီးတွေ့ဆုံဖူးတော့လေ၎င်းတို့ထံမှာမိသည့်သင်ခန်းစာမျှမရဟုဆိုရင်ထိုအချက်ဟာမိတ်ဆွေအနေဖြင့်လူတံပေါ်လူတဘာဝကိုမလစ်လာတော့ကြောင်းဖြစ်ပါတယ် ို့ဖြစ်လျင်ယနေ့မှစ၍လူဘဝတက္ကသိုလ်ကိုတက်ပါတွေ့သည်မြလူများရဲ့မျက်နာမူရာအပြိုးဆုံနဲ့အလုတ်အကင်တို့ကိုလေ့လာကြည့်ပါဘလအတွင် ထူးခြားတဲ့ရလက်များရရှိလာပါလိမ့်မယ်ကျွန်တို့ဟာကိုထက်သာသူများထံမှတမက ကိုထက်နင့်ကြသူများထံမှလည်းအများကြီးလေ့လာရရှိနိုင်ပါတယ်လူတယောက်ဟာအချိန်နဲ့ရဆင်းရဲနင့်ကြနေတော့လေစိတ်ကူးညံကအလွန်ထက်မြက်နေတတ်ပါတယ်ထို့သူဟာအခြားလိုအပ်တဲ့ရည်ရှင်းတွေရှုတ်တဲ့နေသောကြောင့်သာ ဆင်းရဲနေခြင်းဖြစ်သည်ကိုတွေ့ရပါလိမ့်မယ်လူတဘာဝဟာကိုမကြိတ်ရင်နှိမ်ခြင်းနဲ့ကိုမကြိတ်သူကိုမရှိကျရှင်အကေဘေးအပြင်းပန်းအဖြစ်ကိုမကြိတ်သူတရားအားအနီးကပ်လစ်လာခြင်းသူရဲ့ထူးခြားတဲ့အရေးရှင်းများကိုမြင်လာနိုင်ပါတယ်ဤနည်းဖြင့်ကိုမကြိတ်သူထံမှလေကိုအတွက်အကျိုးကျေးဇူးရရှိနိုင်ပါတယ်တိုးတက်ကြီးပွားသောသူလူငယ်များကိုလစ်လာကြည့်တဲ့အခါသူတို့ဟာအယူမတီးကြအတမကြီးကြပညာလိုချင်ကြတယ် ထို့ကြောင့်မိမိစိတ်ကိုဖြူစင်ပွင့်လင်းစွာထားပြီးရရနေရာမှပညာယူကြတယ်။ဥပမာပြောရရင်သူတို့ဟာတဏှာရည်နှိမ့်နဲ့တူပါတယ်။လှိုင်းလုံးများထံမှအာဟာရယူပြီးတက်ရှင်ရည်တည်နိုင်အောင်မိမိကိုယ်ကိုစောင့်တည်ကြတယ်။ကွေလွန်သူတမနာလင်ကွင်းကပြောဟုပါတယ်။သူစကားမှာလူငယ်တွေရောက်အတွက်ကြီးပွားလန်းဟာမိမိတက်နိုင်တဲ့နီးလန်းမှန်သမျှကိုပို့ပြီးတိုးတက်ကောင်းမွန်အောင်လုပ်ဖို့ပဲ။အဲ့ဒီလိုလုပ်တဲ့အခါမှာလေး ငါကိုဘသူတွေဘေးရာတွေကဟန်တာနှောက်ရက်နေတယ်လို့ဘရိုးမှတန်တဲ့ရမဖြစ်ပါနဲ့လို့ပြောပါတယ်ဒီနည်းလက်ဟာလင်ကွမ်းကိုတိုင်တစ်လုံးတိုးရင်ကလေးမှနေပြီးအိမ်ဖြူတော်တို့ရောက်နိုင်ခဲ့တဲ့နည်းလမ်းပဲဖြစ်ပါတယ်မိတ်ဆွေလေးသူ့လိုပဲမျက်စိကိုဖွင့်နားကိုဆွင့်ကအလွတ်ပညာကိုသင်ယူနိုင်ပါတယ်ကိုယ့်ဘက်ကလောက်ရမိမှာတွေ့သမျှလူတွေပြောတာကိုနားထောင်ပြီးကိုယ့်အတွက်အကျိုးရှိတဲ့စကားတွေကိုစုပ်ယူတတ်ဖို့သာဖြစ်ပါတယ် လောကမှာကျောင်းပညာအတန်းပညာလုံလုံလောက်လောက်မသင်ခဲ့ရဘဲနဲ့ကြီးပွားနေတဲ့သူတွေတပုံကြီးရှိပါတယ်။ကိုယ်ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ရင်အဲ့ဒီလိုလူမျိုးတွေအနည်းနဲ့အများတွေ့ရပါလိမ့်မယ်။ဒုတိယဟာကျောင်းပညာမတက်တိုးတိုးလေးသူဟာသူစိတ်ဝင်စားတဲ့ဘာသာရဲ့များကိုစာအုပ်များမှတစ်ဆင့်လေ့လာပါတယ်။လူတွေမှတစ်ဆင့်လေ့လာပါတယ်။လက်တွေ့လေ့လာပါတယ်။ဒီနည်းဖြင့်သူဟာဆိုပါဘာသာရဲ့အများမှအထူးကျွမ်းကျင်သူဖြစ်လာပါတယ်။လောကကြီးဟာဘဝတက္ကသိုလ်ကြီးဖြစ်ပါတယ်။ မိတ်ဆွေဟာဘယ်နေရာမှာပဲနေနေပေပဝင်းကျင်မျိုးမှာပဲနေနေပညာသားတကယ်လိုချင်ရင်ဘဝတက္ကသိုလ်မှာအချိန်မရွေးသင်ယူနိုင်ပါတယ်တကယ်တော့ကျွန်တော်တို့အားလုံးဟာဘဝတက္ကသိုလ်ကြီးရဲ့မူလတန်ကျောင်းသားများဖြစ်ကြပါတယ်ဘဝတက္ကသိုလ်မှာကျွန်တော်တို့သင်ယူစရာတွေအများအများရှိနေပါတယ်သင်ခန်းစာယူစရာတွေအများကြီးရှိနေပါတယ်ဘဝတက္ကသိုလ်မှာတဘာဝတရား လူများနဲ့အရာဝတ္ထုတွေရှိနေကြပါတယ်။ယင်းတို့ဟာကျွန်တော်တို့အတွက်အမြဲတမ်းဖွင့်ထားတဲ့စာအုပ်ကြီးဖြစ်ပါတယ်။အဲ့ဒီစာအုပ်ကြီးကကျွန်တော်တို့ကိုလာလှစ်ဖတ်ရှုလှစ်လစ်လာလေးဟူ၍အစဉ်ဖိတ်ခေါ်နေပါတယ်။ဒါကြောင့်မျက်စိကိုဖွင့်နားကိုဆွံ့ပြီးဖြူစင်ပွင့်လင်းတဲ့စိတ်ထားဖြင့်အခွင့်အလမ်းများကိုအရယူပါ။အစဉ်မြင့်ရင်ကျဲတဲ့လူသားတစ်ယောက်အဖြစ်တိုးတက်ကြီးပွားနိုင်ပါလျက်မိမိရဲ့အဖို့တန်လှတဲ့လူဘဝကိုအပေကြောင့်အခြေအနေဖြုံးပြနေရသည်နေ။ ဆုံးအထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။စာအုပ်ပြီးဆုံးတဲ့အထိဆက်လက်တင်ဆက်ပေးမှာမို့တင်သမျှကိုနားဆင်နိုင်ရန် The Book Reader YouTube Channel လေးကိုလေး Subscribe လုပ်ပေးထားလိုက်ပါခင်ဗျ။မိတ်ဆွေများအားလုံးဘေးရန်ခတ်သိမ်းကင်းဝေးကြပါစေ။